နီးပြမီခေအိုက်တာရဲ့မှန်ကန်တဲ့လူစားလဲလှယ်မှုနဲ့အတူအဝေးကွေးမှာအလှပဆုံးကမ်ပတ်နိုင်ပွဲတစ်ခုကိုပုံဖော်နိုင်ခဲ့တဲ့အာဆင်နယ်ဒီနေ့ပွဲမှာလေအာဆင်နယ်အသင်းအတွက်ဒီ၃မှတ်ဒီ၃မှတ်ထပ်ပိုတော့ပဲကျွန်တော်ဘောလုံးပွဲစဉ်တစ်ပွဲမှာနိုင်သွားရင်၃မှတ်တေကျရင်၃မှတ်ရှုံးရင် တမမမရောက်ဒါပေမဲ့ဒီနေ့သုံးမှတ်ဒီအာဆင်နယ်အသင်းအတွက် သုံးမှတ်ထပ်ပိုတော့ပဲဘာကြောင့်လဲဆိုတော့ရှေ့ကစနေနေ့မှာဆိုကြီး၆ကြီးတွေကအသင်း၅အသင်းမှာစပါသေးကြတယ်မန်ချက်စတာစီးတီးကနိုင်တယ်ကျန်တဲ့၃သင်းလစ်ပါဘူးမန်ချက်စတာယူနိုက်တက်ချယ်ဆီဒီ၃သင်းလုံးရှုံးတယ်အဲ့ဒီထဲထဲမှာမှာအာဆင်နယ်နဲ့ထိုက်တယ်ရိပြိုင်နေပါတယ်ဆိုတော့လစ်ပါဘူးရှုံးထားခဲ့တာဒီ၅မှတ်ကွာထားတဲ့အနေထားနေပြီးတော့နှစ်မှတ်ထိကျင်းမြောင်းသွားမဲ့အနေထားပြီးပဲဒီနေ့ပွဲစဉ်ကျွန်တော်နိုင်မှဖြစ်မှာဒါပေမဲ့ တမီနစ်ကနေပြီးတော့မိနစ်60အချိန်ပိုအထိကြီးခဲ့တဲ့ကျွန်တော်ညီကိုလေးအာဆင်နယ်ဖန်တွေဆိုရင်တော့အတော်ဝရှူရဲမှာမဟုတ်ဂိမ်းကအရန်မြင့်တယ်ကိုရီးကဥဆောင်ပြီးတိုက်တယ်ဂိုးရသွားတော့မီဥကစေဆုံးဖြတ်ချက်တီကလည်းမပြတ်မသားနဲ့အာဆင်နယ်မှာကငါတို့ကြိုးစားမှဖြစ်မယ်ဆိုတော့မန်တေကလွင်ဘာမှမရှိဘူးဒိုင်လူကြီးဆိုတာ50 50 decision တွေကိုလုပ်ပေးရတာဒါပေမဲ့ဒီနေထားမှာပထမပိုင်းတေချာကြည့်တဲ့ကျွန်တော်ညီကိုဆိုရင်ဘသူ့ကိုအပြစ်တင်နေတယ်ဆိုတော့သွားမြင်ရတယ် ကဲဒီပွဲစဉ်နဲ့ပတ်သက်ပြီးဂိုးတွေကြောင့်မပြောခင်မှာကျွန်တော်ပထမဦးစွာချီးကျူးရမယ့်သူတဦးရှိတယ်။ကောင်းရင်ချီးကျူးရမယ်မကောင်းရင်နာမည်တက်ပြီးပြောရမယ်ဒါကျွန်တော်ရဲ့မူပဲ။အဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်ချီးကျူးရမှာကနီးပြမီခေးအိုက်တာသူ့ရဲ့မှန်ကန်တဲ့လူစားလေးလေးမှုသူ့ရဲ့ပွဲကြိုပြင်ဆင်မှုဂိမ်းအတင်ချနဲ့ပတ်သက်ပြီးလှုပ်သွားတဲ့သည်အားလုံးမှန်တယ်။သူ့ရဲ့လော်ဆော့ကစားသမားတွေဖြစ်တဲ့ဒီဘူကောင်စာကာကွင်းလယ်မှာဆိုရင်ဇူဝီမန်ဒီအဲ့လိုကစားသမားမျိုးတွေလုံးဝလဲချသွားတာ ဂိမ်းမီနဲ့နှောင်းပိုင်းမှာအဲ့လိုလုံရဲလို့လေဒီနိုင်ပွဲကပုံဖော်သွားတာကျွန်တော်တို့ IDOD နေ့ချီကျူးရမယ်ရှေ့ပွဲစဉ်မှာသူအမှားလုကောင်းလုပ်လိမ့်မယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာသူရဲ့ပျောင်မြောက်လာတဲ့လူစားလဲလဲမှုတွေတွေးရတယ်ဂိမ်းအတင်ချနဲ့ပတ်သက်ပြီးလောက်အောင်ကျွန်တော်ကဘယ်သူ့မှာတသက်လုံးမုံမနေဘူးကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဒါကျွန်တော်ရဲ့မူပဲတပွဲချင်းဒီပဲကျွန်တော်ကသုံးသက်တယ်အဲ့တော့နောက်ပွဲမှာ IDOD မှားရင်မှားတယ်ပဲဒါပေမဲ့ဒီပွဲစဉ်မှာသူတကယ်ရှယ်ကောင်းတယ်အဲ့တော့သူရဲ့ပွဲကြိုပြင်ဆင်မှုမှာဆိုကျွန်တော်တို့လိုချင်တဲ့ကစားမလေးအားလုံးပါတယ်ထော့ဆက်တနေရာလွင် အစည်းကိုသုံးသိခြင်းနဲ့မာရီအိုရီကသိပ်မကြန့်ခိုင်တဲ့အတွက်ဆာလီဘာဒန်ယာသိပ်ပြီးတတ်မတာလာခင်မှာအခုဟိုမော်ကွေအောင်သုံးသွားတယ်မော်ကွေကကောင်းတယ်နော်ပြီးလိုက်တဲ့ဂိုးမှာသူ့စီရနေပြီးဒေါင်ကံပေါ်ဖြစ်သွားပြီးတဲပြီးတော့ဂိုးသွားခဲ့တာမှန်ပေမဲ့မော်ကွေရသည်အချိန်များစုမှာတစ်ဖက်ကလာတဲ့ area ဂျွေတွေကောင်းကောင်းရှင်းထုတ်သွားတယ်တကယ်ကိုကောင်းမွန်တဲ့ကစားသမားအဲ့တော့ဒီနေ့ပွဲစဉ်မှာအိုင်ဒါရဲ့ပွဲချုပ်ပြင်ဆင်မှုတည်မှန်တယ် တစ်ဖက်အသင်းကိုကောင်းကောင်းကြီး trust ဆက်ကလည်းဒုက္ခပေးနိုင်တယ်လို့အစည်းရဲ့တူးချင်း link up play တွေကလည်းတော်တော်လေးအလုပ်ဖြစ်တယ်စာကလည်းအတက်နိုင်ဆုံးထိုးပေါက်သွားတွေ့ရတယ်ကျွန်တော်တို့ဂိုးရနိုင်တဲ့အခိုက်အတန့်လေးစပြောလိုက်အောင် ပွဲစပြီဆိုတာနဲ့အာဆီနယ်ကအဝေးကွင်းဆိုမဲ့ direct long ball နဲ့ပွဲကိုထိန်းချုပ်ဖို့ကြိုးစားတယ်ဒါနဲ့အထက်တွေသွားတယ်ပြိုင်ဘက်ကို penalty box ထဲထိမောင်းသွင်းတယ်ကံပူကြိုးစားတယ်လောင်ဘော်ဒီကဘောက်စ်ကိုရိုက်ချတယ်အဲ့ရမှတဆင့်အေဗီယာချီအစည်း ရတိပေါက်ထဲမှာဘွိုင်းလီကန်ချက်တွေရတယ်ထရော့ဆက်လေကန်ချက်တွေရတယ်ဒါပေမဲ့နစ်ပုတ်ကလည်းကောင်းနေပြာရှေဦးဖြတ်တာတော်တော်လေးကိုကောင်းနေကိုးသမားပါအရင်တော့နေ့ပုတ်က quality ရှိပြီးသားဒါပေမဲ့ဒီနေ့ပွဲစဉ်မှာငါတို့နဲ့တွေ့လို့များပို့ပြီးလက်စွမ်းပြနေတလားလို့ထင်မိရတဲ့အထိပဲကျွန်တော်ပန်တီရဖို့ခဏလေးတခုရှိတယ်အဲ့ဒါကဒီဘီတာယောဂရက်နေနဲ့ကိုးသမားကိုခောက်ပြီးကြော်ထွက်တာဒူးချင်းသွားရိုက်မိတာအောက်ကခြေောက်ကိုတော့မထိဘူးဒါပေမဲ့ဒါကိုဘွေးရပြန်ကြည့်ရဒူးချင်းရိုက်မိတာတောင်မှကျွန်တော်တို့မှပန်တီမရဘူး ါပေမဲ့ကျွန်တော်တို့မှာစိတ်ထဲကြောက်ဖို့အချိန်မရှိဘူးလေကိုလုံးမှဒီနိုင်ဘွဲကိုပုံဖော်နိုင်မှာဒိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စောရကတက်တာဒီဒီလိုအချိန်မဲကောင်းတယ်ပွဲချိန်တိမှာကျွန်တော်တို့ဘာမှသွားလို့လို့မရဘူးဒိုင်ဆိုတာက50 50ဆုံးမချက်ချမဲ့လူဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတော့80 30နေထားကြီးရှိတယ်ဒါပေမဲ့ကြက်တည်မရှိတဲ့အကြောင်းကိုမပြောတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့အဆင်ပြေတဲ့အကြောင်းလေးပဲပြောလိုက်အောင်အဲ့တော့အာဆင်နယ်သင်းနေနဲ့ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့အစောပိုင်းပေါ့လေ34မိနစ်မှာဂိုးပေးလိုက်ရတယ် ဒါကမော်ကွေယာရဲ့ဖြတ်ထုတ်မှုမသိတက်တာတင်ဒေါင်ကံပေါ်ပြလိုက်ရတယ်ဒါတိုနာလီကနေပြီးတော့ဒေါင်ကံပေါ်ကန်တင်လိုနဲ့ဝမ်တက်တွဲပြီးတော့အနေမောတင်လိုက်တယ်အဲ့လုံးကလည်းတကယ်ကွန်တိုဗာရှယ်ဘာကြောင့်ဆိုတော့ဝေါ်တာမန်တီလို့ခေါ်တဲ့ဒီတစ်ဖက်ကတိုက်စစ်ကစားမှာခေါင်းတိုက်သွင်းသွားတဲ့အခါမှာအဲ့ဒီ second mile တွင်မှာဂီဘင်မကာကြီးကိုနောက်ကနေစောင့်တွန်းပလိုက်တာဂီဘင်ကာကြီးပြစ်ကြသွားတယ်ဒါပေမဲ့ဒိုင်ယန်အဲ့ဒါတွေကိုလုံးဝမပေးဘူးဖောင်းဖောင်းမပေးဘူးဂိုးပေးလိုက်တယ်ဗျာကဲကျွန်တော်တို့ရနိုင်တဲ့ပြန်တိမရဘူး ကျွန်တော်တို့ပယ်ဖြတ်ခိုင်းတဲ့ဂိုးကလည်းဂိုးဖြစ်သွားခဲ့တယ်။တချို့ထိခိုက်မိတဲ့အခိုက်အတန့်တွေမှာအာဆင်နေသည်ဘလို့မှအသာမရခဲ့ဘူး။တလုံးဆိုလို့ရှိရင်ဒုတိယပိုင်းမှာဆိုရင်နျူကာဆယ်အသင်းရဲ့ကစားသမားတယောက်လက်ထိသွားရှိဘရူနိုဂွီမာကြီးနဲ့တူတယ်။ထားလိုက်တော့ပယ်နတီဘောက်ထဲမှာအဲ့ဒါနဲ့ကျွန်တော်တို့ဒီ34မိနစ်မှာဂိုးပီးလိုက်ရတယ်။အဲ့ဒီဂိုးပီးလိုက်တဲ့အချိန်မှာအာဆင်သည်တောက်လျှောက်တိုက်နေခဲ့တဲ့အတကင် threat တွေကခဏငြိမ်သွားတယ်။ ာဆင်နယ်တင်းကသတိကြီးကြီးထားပြီးပြန်ပြီးတော့တိုက်စစ်ကိုတည်ရချင်းစီပြန်ပြီးစတယ်ဒီနေ့ပွဲစဉ်မှာနျူကာဆယ်ကအာဆင်နယ်နဲ့ဇီးဇီးဖြစ်နေတဲ့အနေအထားမှာသူတို့အိမ်ကွင်းဆိုတာဖြစ်တဲ့အတွက်ဖွင့်ဆော့တယ်ဒါပေမဲ့အာဆင်နယ်ဘောလုံးကင်သွားပြီးအင်ပိုဇီရှင်နဲ့ရောက်သွားပြီးဆိုလို့ရှိရင်သူတို့ကလိုင်းတွေလိုင်းတွေကိုတစင်ချင်းစီပြန်ပြီးနောက်ဆုတ်သွားတွေ့ရတယ်နျူကာဆယ်ကလုံးဝအကုန်လုံးပြန်ပြီးခန်းစစ်ထိုင်သွားတဲ့ပုံစံမျိုးအဲ့ကြားတဲ့ကိုအာဆင်နယ်ကစားမကြီးအများစုဝင်တိုးပြီးတော့ဖင်နီရှင်လုပ်ဖို့ကြိုးစားတယ်ကန်ချက်တွေတော်တော်များထွက်တယ်ဒုတိယပိုင်း မိနစ်80လောက်ထိကျွန်တော်လူစားလေးဖို့မျှော်လင့်နေတဖြည်းဖြည်းကစားသမားတွေဝင်လာခဲ့ပေါ့လေဒီနေရာမှာ84မိနစ်မှာ Declan Wright ဖန်တီးပေးတာကိုပြိုင်ပကစားသမားနဲ့ရှင်ပြီးတော့ Mickey Main တို့က Avery Jure အသာယူပြီးတော့ခေါင်းတိုက်သွားတယ်။ Netbook ကလည်းထင်မှာမဟုတ်ဘူးလေဘာလို့လဲဆိုတော့ဘောလုံးကတော်တော်ဝိုးဝေးကိုလွန်းထောက်သွားတာဒါပေမဲ့အဲ့ဒါဝေ့ပြီးတော့ area တွေကို goal area တွေဝင်သွားသူလိုက်ပုတ်လို့တည်းမရတော့ဘောလုံးကပိုက်ထက်ရောက်ဘယ်တိုင်မှလည်းဒီကိစ္စကိုဆွဲချလို့မရတော့ဘူး။ဘာကြောင့်လဲဆိုတော့ Declan Wright ပြလိုက်တဲ့ pass ကော မိန်းတို့တိုက်သွားတော့ကွတ်တီပဲမိန်းတို့ဆိုသူဘလို့ခေါင်းတိုက်လိုက်တယ်ဆိုတာအစာပြအဲနောက်တစ်လုံးနောက်တစ်လုံးကတော့66မိနစ်မှာမာတီအိုဒီကဖန်တီတာကိုဒါထောင်းကန်ဘွားပေါ့လေရှုပ်ရှက်ခက်နေဂျားတွေကနေပြီးတော့တိုက်အားပြင်းပြင်းနဲ့ဂေဘီယမကာကြီးတိုက်သွားကျွန်တော်တို့မှာထောင်းကန်ဘွားနဲ့ပတ်သက်ဂေဘီယမကာကြီးနဲ့ဝီလာဆာလီဘာလိုမျိုးအေရီယူရဲ့ကောင်းကောင်းနဲ့ခေါင်းတိုက်တဲ့ကစားသမားတွေရှိပါတယ်အတုံးချရင်ချနိုင်တယ်ကိုလီအတွက်အသာရတယ်ဒါပေမဲ့များသောအားဖြင့်မမ်းမကင်ကက်ခန်ဒီအနေထားမှာတော့အလုံးရှုပ်ရှက်ခက်နေခါမှာ ဂေဗီယာမကာအေးအနေနဲ့ခေါင်းတိုက်သွားတယ်တကယ့်ကိုမှခံပတ်ပဲအချိန်ဘွားကျွန်တော်တို့10မိနစ်ပေးတယ်96မိနစ်မှာကျွန်တော်တို့ဒီအနိုင်ကိုရတယ်ကျွန်တော်ဆိုပျော်လိုက်တာအတော်ကုန်မြဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတွက်ဒီ၃မှတ်ဒီအရန်ကိုမှချိုးမြင်းနေဘာကြောင့်လဲကျွန်တော်တို့ရဲ့ချက်မြင်လေးဝင်ပြိုင်ဘက်ကျွန်တော်တို့နဲ့စူဖလိုက်လူခွင့်ပြိုင်ဘက်အဲ့လိုအသိမျိုးတွေဒီခြေချော်ထားတဲ့အချိန်မှာကျွန်တော်တို့လုံးဝဒီ၃မှတ်ကိုယူရမှာအခုလီဗာပူးနဲ့နှစ်မှတ်ပဲကွာတော့တယ် ဒီနေ့ပွဲထဲမှာကျွန်တော်တကယ်ချီးကျူးရမှာဒီဂိုးသင်းသွားတဲ့ကစားသမားတွေကိုတသိန်းလုံးပြည့်စံမရှိတဲ့ကစားဟန်ကိုဒီနေ့အားလုံးတော်တယ်နော်ဘသူညံ့လေလို့ပြောဖို့တောင်ခက်တယ်ထရော့ဆက်နည်းနည်းလေးမိမ့်မိမ့်နေလို့ပြောလို့ရတဲ့အနေထားလောက်ပဲရှိတယ်ကျန်တဲ့ကစားသမားတွေအကုန်ကောင်းတယ်ဒီနေ့မှာအိုင်ဒါကိုကျွန်တော်ချီးကျူးတာအလကားချီးကျူးတာမဟုတ်ဘာကြောင့်လဲသူ့ရဲ့လူစားလက်လက်မှုတွေမှန်ကန်တယ်မော်စကွေယာတိတ်ပြီးတော့အဆင်မပြေတော့နည်းနည်းလေးကစားသမားတော့အဆင်ပြေတယ်ဒါပေမဲ့သူ့ကြောင့်ဂိုးပေးလိုက်ရတဲ့ဆိုတဲ့မန်တေကြီးဖြစ်နေတဲ့အချိန်မှာကစားသမားစိတ်တန်ရရသွားမှဆိုတဲ့အတွက်သူလေစားလေးလိုက်တယ် အဲ့ဒါတော့46မိနစ်မှာဝီလျံဆာလီဘာထိလိုက်အမှန်တော့ဝီလျံဆာလီဘာကချိန်ချင်းဝဒန်ယာနီပြန်လာတာသိမကြသေးဘူးအဲ့တော့သူ့ကိုနည်းနည်းအနာပြီးမဲ့ဆိုပြီးလှူထားနေပြန်ပြီးသုံးလိုက်ဆာလီဘာပြန်ပါလာတဲ့ခါမှာဘက်ကပို့ပြီးမိုက်သွားတယ်အဲ့ဘက်တက်ပလေးတွေကနေပြီးတိုက်စစ်ကိုအတက်ကင်းကြီးကိုသွားတာတွေ့ရတယ်အဲ့တော့46မိနစ်မှာဆာလီဘာဝင်လာတယ်မိနစ်80မှာတော့ဘူကာအိုဆာကာနဲ့ကာလာဖီယိုရီထုတ်ပြီးတော့မီခင်းမိန်ရူနဲ့မိုင်းနိုမာတီနယ်လီကိုထည့်လိုက်တယ်အဲ့ဒါလုံးဝတိုက်စစ်ဆုံးဒါရိုက်လောင်းဘောကြီးသွားတဲ့အချက်ပဲ ောက်တစ်ချက်ကကျတော့82မိနစ်မှာဇူယီမန်နီလိုမျိုးကွင်းလက်ဒီယန်ကစားမောက်ထုတ်ပြီးတော့မာတီအိုရီဂိုလို AN ကစားမထက်အဲ့ဒါကျွန်တော်ဘာကြောင့်အားရအောင်ချီကျူးလဲဆိုအဲ့ဒါဒီကျွန်တော်တို့ဒီလူတယောက်ကိုကောင်းတဲ့ခါမှာချီကျူးရမယ်မကောင်းတဲ့ခါမှာဖိုင်နင်းတက်ပြီးပြောရမယ်အားရဒီနေ့တကယ်တော်ရယ်နော်ဘရိုကျွန်တော်ရှိမှအိုင်ဒါနဲ့ပတ်သက်ပြီးလိုအပ်ချက်တွေပြောတာမှန်မယ်ဟိုးအရင်တော့ဆိုအိုင်ဒါနဲ့ပတ်သက်ပြီးတော့ဂုံပြူပီလူတွေကျွန်တော်တော့လုတ်ပေးတာကျွန်တော်ပဲအဲကျွန်တော်ကြောင့်ကောင်းသေးလူဆိုသိပါတယ်ဒါထားရတော့အဲ့တော့ ာဆင်နယ်အသင်းနဲ့82မိနစ်မှာထရော့ဆက်ကိုထုတ်ပြီးတော့လူးဝစ်ကယ်လီကိုထည့်တယ်။စကယ်လီနေနဲ့ဘောက်စ်ထဲမှာပြန်ခင်းပြီးတဲ့တလုံးကခန်းစကားမှညှိသွားလို့မဟုတ်လို့ရှိရင်မာတီနယ်လီရောယောဂရက်ကိုပိတ်လို့ရတယ်။ဒီနေ့ပွဲစဉ်မှာတချို့ပိုင်းလေးမှာယောဂရက်တိတ်အဆင်မပြေဘူးဆိုပေမဲ့လည်းအများကြီးတော့တိုးတက်လာတယ်။မော်ရုံးလက်ခံတဲ့အပိုင်းတွေဖျက်ကျော်ပြီးဖို့ကြိုးစားတဲ့အပိုင်းတွေဝမ်းတက်ရိုက်ဖို့အပိုင်းတွေပနတီအလုံးစုံပြသူတကယ်ရသင့်တယ်။ဂိုးသမောက်သူခောက်ပြီးသွားပြီ။အဲ့ဒီဘောလုံးကလည်းဂိုးသမောက်ကိုခောက်လိုက်မယ်။ ပတိရကျင်နေဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးဖြည်းဖြည်းလေးထုတ်လိုက်တာဒူးချင်းသာမတိုက်မြင်အဲ့ဘောလုံးကသူကြော်ပြီးထည့်လို့ရသွားပြီဘာလို့လဲဆိုတော့ဘောလုံးထွက်သွားတဲ့အချိန်ရဲကစားသမားလိန်လိုက်တဲ့အချိန်ရဲကိုသမားကြံခဲ့မဲ့စပိခဲကန်ရမဲ့ဒီအန်ဂေကွတ်တီပဲလုံးဝဒါပေမဲ့အဲ့အချိန်မှာထိပြီးတော့ပန်နတီဖြစ်သွားတယ်ကျွန်တော်ပန်နတီမရခဲ့အဲ့မရခဲ့တဲ့ပန်နတီနဲ့ပတ်သက်ပြီးကျွန်တော်ငိုကြွေးဖို့ဆန္ဒမရှိဘူးအဓိကက ပွဲချိန်အတွင်းမှာ50 50 chance တီကိုပဲဒိုင်းကလုံပေးဖို့ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ data အချက်လက်တွေကိုပြောရမယ်ဆိုရင်တော့အာဆင်နယ်ကဘောလုံးပိုင်ဆိုင်မှု64ရာခိုင်နှုန်းစိန်ချိန်ပတ်မှာနော်နျူကာဆယ်က36ရာခိုင်နှုန်းပဲရတယ်ဂိုးဘောက်ကန်သွမှုအာဆင်နယ်ဒီအကျင့်ရေး20ရှိတယ်ခွန်းချိန်ဂိုးဘောက်တဲ့တယ်နျူကာဆယ်က10ချိန်ဂိုးဘောက်တဲ့ဂိုးဘောက်ကန်သွင်းတယ်3ချိန်ပဲဂိုးဘောက်တဲ့တယ်ဘစ်ချန်ခရီးအာဆင်နယ်က3ချိန်နျူကာဆယ်က10ချိန်တောင်းကန်ဘောအာဆင်နယ်က12ချိန်နျူကာဆယ်က9ချိန်ဒါပဲ ဘောလုံးပေးပို့တဲ့ passport အာဆင်နယ်ကအချိန်ကြီး400ရှိရင်နျူကာဆယ်က189ချိန်နျူကာဆယ်တိုက်စစ်ကိုအာဆင်နယ်တောက်လျှောက်ထိန်းချုပ်သွားတာကြီးမဆိုးဘူးတချို့လုံးလို့ဆိုတော်တော်လေးအနေများနေတာရှိရဲဒါပေမဲ့အာဆင်နယ်တင်းကခေါင်းတိုက်ဘောရင်းတယ်ပဲအနိုင်ကိုရသွားခဲ့တယ်ခြေပါကိုရသွားခဲ့တယ်တစ်ဖက်ကသွင်းသွားခဲ့တဲ့ကူကလည်းခေါင်းတိုက်ဝယ်အဲ့တော့ဒီနေ့ပွဲစဉ်ကတော့ခေါင်းတိုက်ဂိုးတွေ CC ဝေဝေဖြစ်ခဲ့တဲ့ပွဲပေါ့လေဘာပြောပါကျွန်တော်တို့အတွက်ဆိုရင်တော့တကယ်ကိုမှ သုံးမှတ်ထပ်ပို့တော့ထိုက်တန်တော့ပေါ့အားလုံးလည်းပျော်နေကြပြီထင်ပါတယ်ဒီပွဲစဉ်ကကျွန်တော်တို့တော်တော်လေးရေးကြည့်ရပါရှေ့မှာချန်ပီယံလိခဏထားလိုက်အောင်ရှေ့မှာလာမယ့်ပရီးမီးယားလိပွဲစဉ်ခဏထားလိုက်အောင် international break ခဏထားလိုက်အောင်ဒီပွဲစဉ်ကိုနိုင်ကျင်တယ်အဲ့စိတ်နဲ့ပဲကျွန်တော်တို့ကြည့်ခဲ့တာပါအဆုံးထိကြည့်ရတယ်လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရမ်းဖြစ်ကစားခြင်းဆိုရင် Viber ဖုန်းနံပါတ်တစ်ညကို6 4 6 ိုလီလုံး33တင်တပတ်39ကို0953ခေါင်းရောင်းနေရာလို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်အေဂျင့်လုပ်ပြီးလက်ခံတယ်ဖြစ်တဲ့အတွက်ဘောလုံးပွဲတွေကစားခြင်းလဲဆိုတော့ကျွန်တော်စီမှာလာဆော့ဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဘောလုံးပွဲတွေမဆော့တဲ့ရင်မဆော့ပါနဲ့ YouTube မှာကျွန်တော်အားပြုရပါတယ်ဆော့တတ်တဲ့ဆိုရင်တော့ကျွန်တော်စီမှာလာဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ